ဘာတဝန်းဖြစ်ပျက်နေတဲ့အဖြစ်အပျက်များစွာကိုဒဝဲဝက်ပရိသတ်တွေတရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ဒီတပတ်နိုင်ငံတကာရေးရာမှာတော့မေလ10ရက်နေ့ကနေမေလ16ရက်နေ့အထိတပတ်တာအတွင်းအဖြစ်အပျက်အချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါ။ဒီအကြောင်းအရာတွေကိုဒဝဲဝက်ဝိုင်းတော်သားတွေကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံအလဲပိုင်း IC စီရင်စုမှရှိတဲ့ရေကန်ထဲကို လေ့ကျင့်ရေးစစ်လေရင်တစဉ်မေလ14ရက်နေ့ကပြတ်ကျသွားခဲ့ပါတယ်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့လေတပ်မှ T4 လေ့ကျင့်ရေးလေရင်ပြတ်ကျခြင်းဖြစ်ပြီးလေရင်ပေါ်တပ်ဖွဲ့ဝင်2ဦးလိုက်ပါသွားပါတယ်။တပ်ဖွဲ့ဝင်2ဦးနဲ့အတူလေရင်ကိုအခြားလေ့ကျင့်ရေးလေရင်200လောက်နဲ့မေလ16ရက်နေ့အထိရှားဖွေနေစေလို့ဆိုပါတယ်။ဒါကြောင့်တပ်ဖွဲ့ဝင်2ဦးရဲ့အခြေအနေကိုမသိရသေးပါဘူး။ လေရင်ပြတ်ကြတဲ့အနီးတစ်ဝိုက်ကအခြေအနေနဲ့ပြတ်ကြရတဲ့အကြောင်းရင်းကိုမသိရသေးဘူးလို့ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်ပြတ်ကြခဲ့တဲ့ T4 လေရင်မှာအတန်ဖန်းဆက်ဒါမှမဟုတ်လေရင်ပြန်တမ်းမှုမှတ်တမ်းဆက်တပ်ဆင်ထားခြင်းမရှိဘူးလို့သိရပါတယ်တူရကီနိုင်ငံမြို့တော်အစ္စတန်ဘူရှိဘူအာချီတက္ကသိုလ်ကျောင်းဝင်းထဲမှာအစ္စလမ်တရားဟောဆရာရဲ့ညီလာခံကိုစက်ကျင်ကက်ကွက်ဆန္ဒပြခဲ့ကြတဲ့ចောင်းသားတရားနိဗ္ဗာန်ကို တူရကီရဲတပ်ဖွဲ့ကမေလ23ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်။ခလီအရွယ်လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအငင်းပွားစရာသဘောထားတွေကြောင့်နောက်မဲ့ကြီးတဲ့အစ္စလမ်တရားဟောဆရာနူဒင်ယီလ်ဒစ်ရဲ့ညီလာခံကိုចောင်းသားတွေကဆက်ကျင်ကက်ွက်ခဲ့ကြတာပါ။ចောင်းသားတွေကရဲအတားစီးတစ်ခုကိုချိုးဖြဲ့ဖောက်ထွက်ဖို့ကြိုးစားနေချိန်မှာចောင်းသားစုစုပေါင်း68ဦးကိုဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။အစ္စတန်ဘူမြို့တော်ပေါ်အ အက်ခရမ်အီမာမိုဂရူအဖမ်းခံထားရမှုနဲ့ပတ်သက်တဲ့ဆန္ဒပြပွဲတွေမှာလည်းတူရကီတက္ကသိုလ်ကျောင်းသားတွေကဆန္ဒပြခဲ့ကြပါသေးတယ်။နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းဘော်နိုပြည်နယ်မှာမေလ12ရက်နေ့ကနိုင်ဂျီးရီးယားစစ်တပ်ရဲ့အခြေစိုက်စခန်းတစ်ခုကို အစ္စလာမ်မစ်လက်နက်ကိုင်တွေကဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပါတယ်။ဘိုကိုဟာရမ်စစ်သွေးကြွတွေဟာ မော်တော်ဆိုင်ကယ်တွေတနတ်တင်ထရက်ကားတွေနဲ့ရောက်ရှိလာခဲ့ကြတာပါသူတို့ကအထူးတပ်ဖွဲ့တိုင်ရင်အခြေစိုက်စခန်းကိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်တိုက်ခိုက်မှုကြောင့်တပ်သား30ကျော်တေဆုံးခဲ့ရတယ်လို့အစိုးရကထုတ်ပြန်ပါတယ်နိုင်ဂျီးရီးယားတပ်ဖွဲ့တွေကတော့ပြန်ဆုတ်လာရပြီးအခြားတပ်တခုနဲ့ပူးပေါင်းကပြန်လည်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ပြည်သူနိုင်ငံဝန်ကြီးချုပ်ဂက်စတာဘို အာတရီယန်ဆန်ဟာမေလ73ရက်မှာယာထူးကနေနှုတ်ထွက်ခဲ့ပါတယ်။တတူရင်းလုတ်သားအုပ်စုတစုတက်ဖြတ်ခံရမှုတွေနဲ့ပတ်သက်ပြီးအောက်လွတ်တော်မှာသူ့ကိုအယုံကြည်မရှိအဆိုးတင်သွင်းဆွေးနွေးမဲ့ရက်မတိုင်းမီနှုတ်ထွက်ခဲ့တာပါ။သမရနဲ့အောက်လွတ်တော်အမတ်တွေကိုရွေးကောက်ဖို့အချိန်တစ်နှစ်မတိုင်ခင်မှာနိုင်ငံရေးအပြောင်းလဲဖြစ်လာတော့မှာပါ။ပြည်သူနိုင်ငံရဲ့အခြေခံဥပဒေအရဝန်ကြီးချုပ်နှုတ်ထွက်ရင်အခြားဝန်ကြီးအလုံးနှုတ်ထွက်ရမှာဖြစ်ပါတယ်။ အခုလအစောပိုင်းမှာမိုင်းတွင်းလုံသား73ဦးပြန်ပေးဆွဲတက်ဖြတ်ခိုင်းခဲ့ရတဲ့အမှုဟာဝန်ကြီးချုပ်ကရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုချက်ကိုလှုပ်ဆော်ပေးခဲ့တာဖြစ်ပါတယ်။မက္ကဆီကိုနိုင်ငံအရှေ့ပိုင်းဘယ်ရာခရုစ်ပြည်နယ်မှာမြို့တော်ဝန်ကုစလေလောင်းကမေလ17ရက်နေ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးပွဲအပြီးထောက်ခံသူတွေကိုနှုတ်ဆက်နေချိန်မှာပြစ်ဒဏ်ခံလိုက်ရပါတယ်။အာနာယပါတီကိုစလေလောင်း ယက်ဆယ်နီယာရာရာဂူတီယာဒက်စ်ဟာမဲဆွယ်ပွဲအပြီးမှာသူ့ထောက်ခံသူတွေကိုစကားပြောဆိုနေတော့မော်တော်ဆိုင်ကယ်စီးလာသူကတနတ်နဲ့ပြစ်ခတ်ခဲ့တာပါဗီဒီယိုမှတ်တမ်းအရတနတ်အချက်ရည်20လောက်ကိုကြားရပါတယ်ဒီတိုက်ခိုက်မှုကြောင့်သူ့အပါအဝင်လူ၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရခဲ့ပါတယ် ဒီတိုက်ခိုက်မှုရဲ့ရည်ရွယ်ချက်ကိုမသိရသေးပါဘူးမက္ကဆီကိုနိုင်ငံဟာမကြာသေးတဲ့နှစ်တွေအတွင်းရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ် Nissan Motor Company ကြီးကတကမာလုံးမှာဝန်ထမ်းအယောက်1000ကျော်ကိုရှော့ချမယ်လို့မေလ12ရက်နေ့မှာကြေညာလိုက်ပါတယ်အရင်ကဝန်ထမ်းအင်အား2000လောက်အထိရှော့ချဖို့စီစဉ်ထားတာပါ။ဒါကြောင့်အရင်ကရှော့ချဖို့ကြေညာထားတဲ့ဝန်ထမ်းအင်အားထက်ညော့နေသွားခဲ့ပါတယ်။ ချို့ယွင်းချက်စွဲချက်တွေကြောင့်ပြီးခဲ့တဲ့ဗန္ဒာယီနှစ်မှာအတတင်ဆုံးရှုံးမှုအမေရိကန်ဒေါ်လာ4.84ဘီလီယံကနေ9.38ဘီလီယံအထိစံချိန်တင်နိုင်တယ်လို့ဆိုပါတယ်မလေးရှားနိုင်ငံ Pirek ပြည်နယ်မှာဆင်လေးတကောင်ကို truck ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။မေလ17ရက်နေ့မနေ့ပိုင်းမှာ Jerick ်ရဲလီအဝေးပြေးလမ်းမကြီးတစ်လျှောက်မောင်းနှင်လာတဲ့ထရက်ကားမောင်းသမားကလမ်းပေါ်ပြေးတက်လာခဲ့တဲ့ငါးနှစ်သားစင်တီလေးကိုဝင်တိုက်မိခဲ့ပါတယ်။စင်လေးကထရက်ကားအောက်ညှက်မိသွားခဲ့ပြီးတေဆုံးသွားခဲ့ပါတယ်။စင်မကြီးကထရက်ကားကိုတွန်းထုတ်ဖို့ကြိုးစားပေမဲ့မရခဲ့ပါဘူး။တွန်းထုတ်လို့မရခဲ့ပေမဲ့ငါးနာရီကျော်ကြာတဲ့အထိသူ့သားလေးနားကနေထွက်မသွားခဲ့ပဲစောက်ရှောက်နေခဲ့ပါတယ်။ အာနာပိုင်တွေရောက်လာခဲ့ပြီးဆင်မာကြီးကိုစိတ်ငြိမ်သွားအောင်လုပ်ပြီးဘေးကင်းရာကိုခေါ်ဆောင်သွားခဲ့ပါတယ်ဒီဖြစ်စဉ်ကိုဗီဒီယိုဖိုင်ရိုက်မိထားတာကိုအွန်လိုင်းပေါ်ပြန့်နှံ့လာပြီးပြည်သူတွေကစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်ပြည်သူအပေါင်းတို့စေရောကိုပါကျမ်းမာချမ်းသာကြပါစေကြောင်းနဲ့ကပ်ဘေးအမျိုးမျိုးကနေအမြန်ဆုံးလွမြောက်ပါစေကြောင်းဒဝဲဝက်ဝိုင်းတော်သားတွေကစုမုံကောင်းတောင်းပါပါတယ်နောက်ဝပါမှာလဲနိုင်ငံတကာရေးရာအစည်းအဝေးကိုစောင့်မျှော်ပါပေးကြပါဦးခင်ဗျာ